မင်္ဂလာတရားတော်စက်တုံရက်ပတိရူပဒီတာဝါစစတေတလျောပတ်တော်အယက်ဒီတာ၌နေထရခြင်းသည် အောင်မြင်ကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းတေတလျောပတ်တော်အယက်ဒီတာဆိုတာဘလို့အယက်ဒီတာကိုခေါ်တာလဲအတိတ်ဘယ်ကို အများကြီးချဲ့တွေးပါတခုတည်းမဟုတ်ပါဘူးအချင်းချုပ်မိပြောမယ်ဆိုရင်တော့ ကိုဘဝမှာအဆဆအယယအစင်တီးဖို့အထွတ်အထောက်အပံ့များများရနိုင်တဲ့နေရာဟာတင့်တော်လျောက်ပတ်တဲ့နေရာလို့ပြောရမယ်။အဆဆအယယအစင်ပြေးဖို့နော်။ပညာကြီးလည်းအစင်ပြေးရမယ်။ကျမ်းမာကြီးအတွက်လည်းအစင်ပြေးတဲ့နေရာဖြစ်ရမယ်။ကျမ်းမာကြီးထိခိုက်တဲ့နေရာဟာပฏิရူပမဖြစ်နိုင်ဘူး။ပညာကြီးအစင်မပြေးတဲ့နေရာဟာပฏิရူပလို့မပြောနိုင်ဘူး။ပြီးတော့စီးပွားကြီးလည်းအစင်ပြေးတဲ့နေရာဖြစ်ရမယ်။ စားဝတ်နေရေးအတွက်ကောင်းတဲ့အာဟာရတွေကိုလုံလောက်အောင်စားနိုင်တဲ့အခြေအနေရှိတဲ့နေရာမျိုးဖြစ်ရမယ်။လူမှုဆက်ဆံရေးမှာလည်းပဲစိတ်ထားကောင်းတဲ့သူအချင်းစာရိတာကောင်းတဲ့သူတွေများများရှိတဲ့နေရာမျိုးဖြစ်ရမယ်။ဒါလည်းထက်စဉ်းစားရမယ်နော်။လူမှုဆက်ဆံရေးဟာလူဘဝမှာအင်မတန်အရေးကြီးပါတယ်။ကိုတရောက်သေးပြီးစုံနေုံနဲ့လည်းမရသေးဘူး။ပဝင်းကျင်မကောင်းရင်တော်တော်ဒုက္ခရောက်တယ်။ဆရာတော်ကြီးစဉ်းစားမိတဲ့လောက်ကိုပြောတာ။ တကားတကမရီလဲကိုဟကိုချက်တွေးပါနော် ကုလိုတရားရီပွားများနိုင်တဲ့နေရာလဲခစ်ဖို့လိုတယ်ပြီးတော့နည်းနည်းတဲ့တရားနဲ့ပတ်သက်တဲ့အသိဉာဏ်လေးရဖို့ဝိပဿနာတရားကိုအားထုတ်နိုင်ဖို့အတွက်ဟောပြောတွင်တင်နီလံပေးနိုင်တဲ့ဆရာသမားရှိတဲ့နေရာမျိုးအားထုတ်နိုင်လောက်အောင်လဲပဝင်းကျအခြေအနေဆိုပြီးတဲ့နေရာမျိုးအဲ့လိုလိုနေရာမျိုးဖြစ်ဖို့လိုတယ်နော် ကိုဘဝအတွက်အစစအရာရာအစဉ်ပြေမှပဲပฏิရူပလူမြင်နိုင်ပါတယ်။ဒါပေမဲ့လည်းပဲလောကမှာဘယ်နေရာမှတကယ်တော့ယာဂိန်နှုံးပြပြပြည့်စုံနေတဲ့ဆိုတဲ့အရာမရှိပါဘူး။ဘယ်နေရာမှာဖြစ်ဖြစ်တစ်ခုကောင်းရင် နောက်တစ်ခုမကောင်းတာရှိတယ်။အခုဒီဂျပန်ပြည်ဆိုပါတော့အလောက်ကိုင်းအစဉ်ပြေရင်စာဝတ်နေရေးကလည်းတတော်အစဉ်ကြီးတယ်။သို့တော့အစဉ်မပြေတာတွေဟာရှိကြတာပဲ။အစစအရာရာအစဉ်ကြီးတဲ့နေရာရှိသလားဆိုတော့မရှိပါဘူး။ တချို့ကိစ္စတွေကအတဲအတင်းအစင်ပြေတယ်ဆိုရင်ကျေနပ်တော့ပါတယ်အရေးကြီးတာကတရားနဲ့ပတ်သက်ပြီးတော့တရားနာခွင့်တရားအားထုတ်ခွင့်ရတဲ့နေရာဖြစ်ဖို့တော်တော်ကိုအရေးကြီးပါတယ်ကုသိုလ်မှအကုသိုလ်မှတိအောင် ကိုယ်ကိုယ်တွင်တင်ဆုံးမနိုင်တဲ့ဆရာကောင်းမိဘကောင်းရှိရမယ်အဓိကအချက်ကကိုယ်ကိုယ်ကုသိုလ်မှအကုသိုလ်မှတိအောင်ပြောပြနိုင်တဲ့သူမရှိတဲ့နေရာဆိုရင်တော့လုံးဝမနေထိုက်တဲ့နေရာလို့ပြောရမယ် ခြံနေနေရာတွေကတော့တဲကန်တရာလိုနေရာမှာတောင်တချို့လူတွေဖြစ်အောင်နေသွားကြတာပဲအဓိကအချက်ကတရားနဲ့ပတ်သက်တဲ့အချက်ကိုအဓိကထားရမယ်တိုးတော်ခြံတဲ့အချက်တွေအရေးမကြီးဘူးလို့မဆိုလိုဘူးနော်ခြံတဲ့အချက်တွေလည်းအစဉ်ပြေမှတရားအားထုတ်တာလည်းပဲပိုပြီးတော့အစဉ်ပြေမယ်